ဟုတ်အားလုံးမင်္ဂလာပါမင်္ဂလာပါဆယ်မင်္ဂလာပါဟုတ်ဒီနေ့ကတော့2025ခုနှစ်ဇွန်လ18ရက်နေ့ပေါ့နော်အဲဒါမေဆုမွေးနေ့လဲနီးလာပြီပေါ့နည်းပြန်တပတ်ခါဆိုရင်မွေးနေ့ရောက်တော့မှာပေါ့နော်အဒီရပိုင်းမှာလဲဒါသတင်းကောင်းတွေလဲရှိရပေါ့ဆယ်သတင်းကောင်းတွေလဲနည်းနည်းလောပါရှိရအဲခုရပိုင်းတွဲမှာဒါကျွန်တော်တို့အရခတက်တော် AA ရဲ့ထိုးစစ်ကြောင်ပေါ့နော်ရခိုင်ပြည်နယ်ကြောက်ဖြူမှာရှိတဲ့စကစရဲ့စစ်ကောင်စီရဲ့ဒါတက်တာအယောက်တရာကျော် တိတ်ဆုံးတာရယ်နောက်တစ်ခုကအယောက်40ကျော်တက်လက်ချတယ်ဆိုတဲ့သတင်းတွေကြားရတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့နောက်ဆက်တွဲသတင်းတွေလည်းပုံမူသိရသလောက်ပေါ့ဟုတ်အခုက तू ကဟိုဒီအလံမြူထောင်လက်လက်ချတာကဒူလောဒူလောဖြစ်နေပါပေါ့နော်ဒူလောဒူလောဖြစ်နေကြတယ်တချို့ကလည်းလူ100လောက်လက်လက်ချရလို့ပြောကြတယ်ပေါ့နော်တချို့ကလည်းလူ40လောက်လည်းနေချရလို့ပြောကြတယ်ဒါကကျွန်တော်ခုနေ့ကဒါအာရခတ်တော့အေရဲ့ဟိုအကြောင်းနေပြောတဲ့အချိန်မှာပါခဲ့တယ်ပေါ့နော်အဲသူက ပွဲပြီးမှပဲအကုန်လုံးကိုထုတ်ပြတတ်တာဗောနော်လောလောဆယ်တော့ तू ကထုတ်ပြတတ်တဲ့လူသားမျိုးမဟုတ်တဲ့ခါကျတော့ကျွန်တော်တို့ကခမှန်းကျင်နေပဲဗောနော်ဒါဘာပဲဖြစ်ဖြစ်40ပဲဖြစ်100ပဲဖြစ်ဖြစ်ကျွန်တော်တို့ဘက်ကဒါရလကောင်းတစ်ခုရလိုက်တယ်လို့ပြောလို့ရတယ်ဗောနော်ပြီးအဲ့ဒီကြောက်ဖြူကနေပြောဆိုင်ရဒီလိုမျိုးကြောက်ဖြူကနေကျွန်တော်တို့ဒီစကားသတ်တစ်ဖွဲ့ဝင်ဗောစကားသတ်တစ်ဖွဲ့ဝင်ကကျွန်တော်တို့ဘက်ကူပြောင်းလာတယ်ဘက်ကူပြောင်းလာကြောက်ဖြူကဘက်ကူပြောင်းလာတာမဟုတ်ဘူးအဲ့သူကအဲ့ဒီတိုက်ပွဲမှာဒဏ်ရာရလိုက်တယ်အကြောက်ဖြူတိုက်ပွဲမှာဒဏ်ရာရပြီးတော့မှသူကဆေးရုံ ရန်ကုန်ဆေးရုံပို့ပြီးတော့မှဟိုဆေးရုံပို့ပြီးဆေးရုံတက်ခိုင်းတဲ့အချိန်ကျမှ तू ကဟိုဘက်ပူပြောင်းလာတာပေါ့နော်ဆေးရုံတရင်တန်းလန်းနေတဲ့ तू လစ်တဲ့အချိန်မှာထွက်လာတာပေါ့ထွက်လာ तू ਨੇ ဟိုတဆင့်ငံသတင်းစကားပေါ့နော်တဆင့်ငံသတင်းစကားသူ့ရဲ့အခြေအနေတွေကျွန်တော်မေးခမ်းလိုက်တဲ့အချိန်မှာဘယ်လိုမျိုးကြားရလဲဆိုတဲ့ကဒီလိုကြောက်ဖြူမှာနေ့စဉ်ရက်ဆက်ကသူက90ဝန်းကျင်လောက်ဆာကဆာဘက်ကတော့တိုက်ပွဲတောက်လျှောက်တိုက်ပွဲကြနေပေါ့နော်ဟုတ်တိုက်ပွဲကြနေအဲ့ဒီအထဲမှာမှာသူကဟိုတော်တော် ခံစားရတဲ့လူတွေကဘယ်သူတွေလဲဆိုလက်ရှိပါစတွေပေါ့နော်ပါစရေးစစ်မှုထမ်းဥပဒေကြောင့်သူကကြောက်ဖူတိုက်ပွဲမှာပါသွားခဲ့တယ်ပေါ့နော်စစ်မှုထမ်းဥပဒေကြောင့်ပါသွားတဲ့ပါစတွေကဘယ်လိုဖြစ်လဲဆိုတော့သူကတိုက်ပွဲကြသွားပြီးသူတို့ဖုန်းလည်းပေးမသုံးဘူးအဲလုံးဝမိသားစုနဲ့လုံးဝအဆက်အသွယ်ဖြတ်တာဆိုရင်ဒါတစ်ချက်ပေါ့နော်ပြီးတော့အဆက်အသွယ်ဖြတ်ထားပြီးတော့မှတိုက်ပွဲကြသွားတဲ့အချိန်မှာသူက၃လလောက်ထိသူကကြတေသွားတယ်လို့စီးရင်ကိုသူကမတင်သေးဘူးပေါ့နော် အထက်ဌာနကိုလည်းမတင်သလိုမိဘတွေလည်းအတိမပေးသေးဘူး။ तू အဲ့3လလောက်ကို तू ဟိုပြောရမယ်ဆိုကျွန်တော်ညတော့အဲ့ဒီစကားသတင်းစကားကြားရချိန်မှာခေါင်းသင်းလေးတော့ तू စဉ်းစားမိတယ်ပေါ့နော်။ဟိုပါစာတွေရဲ့တည်တွင်းစကားစားရဲ့ငွေတွင်းလို့တော့ပြောလို့ရတယ်လို့ဖြစ်နေပြီပေါ့နော်။ဘာလို့စကား3လလောက် तू အသေးစင်းမပြဘဲနဲ့အဲ့3လကို तू အဲ့ဒီလသာကိုထုတ်စားနေတယ်။ဟုတ်တယ်။အဲ့ဒီလသာကိုတက်ဆိုင်တဲ့လူကထုတ်စားတယ်။ထုတ်စားပြီးတော့မှ3လတယောက်ကို3လကြားတဲ့အခါကျမှဒီနေ့ ီနေ့တိုက်ပွဲကြတဲ့လူကနောက်3လောက်ကြာကားမှ तू ကတေးရတာတေးတေးတာတော့မှ तू ကဗတိတ်နဲ့နောက်နောက်ရွှေ့ပြီးတော့မှတေးရတာပေါ့နော်ဘိုးကတေးသွားတဲ့လူကဘယ်ဘွားတော့ရောက်ပြီးတော့မှဘလို့ဖြစ်နေမှမသိတဲ့အချိန်ကြာကားမှသူတို့အသေးသေးရင်ပြတယ်ပြီးတော့အသုံးလာတာတော့ထုတ်ပြီးတော့မှယူဆနေတယ်လို့တရေစကားကြားရတာပေါ့နော်ကြားရတယ်ပြီးတော့တော်တော်များများလေးကြောက်ဖြူမှရှိရဲ့ ဒီစကားသားတက်ဖွဲ့ဝင်နေမဟုတ်ရဲတရင်ရောပါတော့တော်တော်များများကလည်းစိတ်တက်ပြက်ပြီးတော့မှသူတို့နောက်ရောက်လာမယ်ဆိုရင်တော့အလံပြူထောင်ဖို့ပဲရည်ရွယ်နေတယ်ဆိုတာလည်းကြားရတာပေါ့နော်ဒါလည်းစစ်ကောင်စီရဲ့ဒီဟာကတော့ဖြစ်နေဖြစ်တာရှိရဲ့အကြောင်းအရာလို့လည်းပြောလို့ရတယ်ဒါပေမဲ့အဲ့လိုမျိုးဟိုပါစားတွေရဲ့ပါစားတွေကိုတည်တွင်းပို့ပြီးတော့မှစကားစားအဲတော်ဝင်ရှိတဲ့လူတွေကငွေတွင်းလုံးနေတဲ့ဟာကတော်တော်ဆိုးတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒီဟာကပရမတ်တစ်ချိန်မှာရရရှိခဲ့သေးတယ် အဲကျွန်တော်နောက်တော်နိုင်ရှိတာနာကျုပ်ပသိင်ကနေပြီးကမှဒီဟိုတာဝန်ရှိရလူ9ယောက်လောက်ပေါ့ဟိုလူအရာရှိကြီးတွေပေါ့နော်9ယောက်လောက်အေးအေးယူခံရတယ်ဆိုတဲ့တင်းကဒီကျွန်တော်2024ထဲမှာထွက်လိုက်သေးတယ်ပေါ့နော်တင်းထွက်လိုက်တယ်တိုင်းကာနယ်တို့ဂျီကာနယ်တို့ပါတော့ပါတာပေါ့9ယောက်လောက်အဲ့ဒီအဲ့ဒီတင်းထွက်လိုက်သေးတယ်ဒါပေမဲ့အဲ့ဒီတင်းရဲ့အရင်မြက်ကသူတို့ကဘလို့တင်ရေးသားကြလဲဆိုတော့အောက်ကတပ်ဖွဲ့ဝင်တွေရဲ့လာတာတွေကိုထုတ်မပေးဘဲနဲ့လိန်နဲ့နှဲပြတဲ့အတွက်ဒီလိုမျိုးအေးအေးယူတယ်ဆိုပြီးတော့မှ ကြားရတာပေါ့နော်ဒါပေမဲ့တကယ်သတင်းအချိန်မြင့်ကိုကျွန်တော်လိုက်လိုက်တဲ့အချိန်နဲ့ကြားကြအောင်ဘလို့ဖြစ်တယ်ဆိုတော့ तू ကဒီအာရခတက်တော့ AA ဘက်ကို तू ကရခိုင်ပြည်တဲ့ကိုစီခိုးသွင်းတဲ့အမှုနဲ့ဟုတ်စကားစားပဲစီခိုးသွင်းတာဟုတ်တယ်စကားစားစီခိုးပြီးတော့မှပို့တာပေါ့နော်အာရခတက်တော့စီခိုးပို့တဲ့အမှုနဲ့၅ရောက်ပေါ့နော်ဒါအေးအေးယူခံလိုက်ရတယ်ဆိုတော့ဒီတိုင်းပဲစကားစားက तू ကဟိုဘာပဲဖြစ်ဖြစ်ပေါ့နော်သူတို့လူကြီးဟိုမင်းရောက်လိုက်ပေါ်မှာလည်း တစ္ဆာစောင်းတိခြင်းမှာစောင်းတိမယ်ဒါဖြစ်နေတဲ့ပုံစံလေးပေါ့နော်မင်းအောင်အထက်ပေါ်အထက်ပေါ်မှာလည်းတစ္ဆာစောင်းတိခြင်းမှာစောင်းတိမယ်လက်အောက်ပေါ်မှာလည်းတစ္ဆာစောင်းတိခြင်းမှာစောင်းတိမယ်တို့ငွေရဖို့အတွက်ဆိုရင်အလုတ်ချင်အောင်လုတ်တဲ့အခြေအနေမျိုးပေါ့နော်အခုပါစားရည်ဆိုလည်းဒီတိုင်းပဲအသေးွားတဲ့မသားသားတော်မသားပတ်တဲ့ကနိုင်စားရည်လို့တော့ပြောလို့ရတဲ့အခြေအနေမျိုးတွေအခုလက်ရှိကြုံနေရပြီပေါ့နော်ကြောက်ကြောက်ပြီမှာဟုတ်အဲ့ဒီလေးလေးတော့ကြားရတယ်ဆိုတော့ဒါရခိုင်ပြည်နယ်အတွင်းမှာတော့ဟိုတွားလိုက်လို့ရှိရင်ပြန်လမ်းမရှိတာများတယ်ပေါ့နော်ရှေ့မှာဆိုလည်းတက်ကြည်ကြီးတွေ ါးနီးပညာတက်ချက်ကြီးတွေဆိုတာ drone နဲ့ဟိုပတ်သက်ပြီးတော့ပါသွားတာပေါ့ဒါပေမဲ့ခုနသူတို့ရဲ့မိခင်တွေကအခုထိထိတေတလားရှင်တလားဆိုတာအခုထိမသိရသေးတဲ့အဖြစ်မျိုးတွေပေါ့နော်နောက်တစ်ခုကနောက်ဆက်တွဲရပုံကဒါကြောက်ပြုံမှာဟိုစစ်သားရင်အားတအားလိုအပ်နေလို့ဒါကျွန်းတရားနေမှာခုနခဝဲရည်တဲ့စကန်စုတ်ခွာတဲ့တရင်နေပါထက်ကြရတယ်ပေါ့နော်ကြောက်ဖြူရဲ့အင်အားလို့အဲ့လိုဒါခဝဲရည်တဲ့စကန်ရည်တဲ့သားတွေထပ်ပြီးတော့ပူပေါင်းသလားဆိုတော့ အဲ့လိုဟိုတရင်နေလဲထပ်ပြီးတော့ကြားနေရတယ်ပေါ့ဟုတ်နောက်တစ်ခုကတော့ဒါဟိုပါပေါ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့အကျုံးဝင်တဲ့အမျိုးသမီးစီးရင်နေကောက်နေတယ်လို့လဲကြားရတယ်ပေါ့နော်အဲ့ဒီမှာမှခုနဒါအိမ်တော်ချီအမျိုးသမီးတွေကိုတော့စစ်မှုထမ်းဥပဒေရနေပြီးတော့ကင်းလွတ်ခွင့်ပေးမယ်လို့လာပြောတာတကယ်မြေပြင်မှာကျတော့သူကဒါစစ်မှုထမ်းနဲ့အကျုံးဝင်တဲ့အသက်18နှစ်ကနေပြီးတော့28နှစ်အတွင်းအမျိုးသမီးစီးရင်တွေကိုကောက်နေတယ်လို့လဲဒါကြားသိရတာပေါ့ဟုတ်ဟုတ် အဲ့ဒါနဲ့ပတ်သက်လို့လေဟိုစကားလေးတစ်ခုတွားပြီးတော့မှတတိရတယ်ပေါ့နော်ဘသူဘဲအစိုးရပဲအုတ်ချုပ်အုတ်ချုပ်ကိုလုံးမှကိုစားရတာဆိုတော့လူတွေပေါ့နော်ဒီနေ့ဒီချိန်မှာခင်ဗျားတို့ဘာတွေဖြစ်နေပြီလဲဆိုတဲ့ဟာပေါ့နော်အဲ့တော့ဒါတကယ်ပြည်သူလူထုကိုကြည်တော့တကယ်ဒီမိုကရေစီဆန်တော့ပြည်သူလူထုရဲ့ရွေးချယ်တင်မြှောက်တော့အစိုးရမဟုတ်ဘဲနဲ့ပေါ့နော်အကိုတိုင်းအာဏာကိုကိုယ့်ဘာကိုလက်နဲ့အာကိုနဲ့အာဏာကိုရယူထားတဲ့လူတွေနဲ့တွားကြုံတဲ့ချိန်မှာဒီနေ့အခင်းကျင်းမှာဒါက မျက်ဝါးထင်းနဲ့မြင်တွေ့ရတဲ့အချက်လို့ပြောလို့ရတာပေါ့နော်အမျိုးသားဆိုရင်အမျိုးသားတွေဆိုရင်အခုယောက်ျားလေးတွေဆိုရင်အပတ်ချင်း14ပေါ့နော်အခုပြီးခဲ့တဲ့ရက်ပိုင်းကပဲအပတ်ချင်း14တွေအကျိုးဆိုပါလေဘာညာဆိုပြီးတော့မှအပတ်ချင်း14တွေစပြီးတော့မှခေါ်နေပြီအပတ်ချင်း14တွေတင်တန်းချောင်းကိုရောက်ပြီပေါ့နော်တင်တန်းချောင်းကိုရောက်ပြီအဲ့တော့အပတ်ချင်း14ဆိုရင်ကျွန်တော်တို့တွက်ပြခဲ့လို့ရှေ့မှာ73ပတ်စဉ်ပြီးခဲ့ပြီပေါ့နော်73မတ်သိမှာတပတ်စဉ်ကို9000နဲ့တွက်လို့ရှိရင်တို့လူပေါင်း6000ခွဲကဘာမှမဟုတ်ဖဲနဲ့เนา စစ်တလင်းလေးကိုအပုတ်ခံလိုက်ရတာလူပေါင်း6000ခွဲကအပုတ်ခံလိုက်ရောက်ကြလေးပေါင်း6000ခွဲပေါ့နော်အဲ့တော့မျိုးဆက်သစ်လူငယ်တွေကျွန်တော်တို့ကလည်းစစ်မှုဒဏ်ရှောင်မှုအတွက်နီးလန်းနေအများကြီးပြောပြခဲ့တယ်ပေါ့နော်ဒီလိုလုပ်ပါဒီလိုလုပ်ပါဆိုတော့ဒီကကျွန်တော်ကြည့်ရှုနေတဲ့အပိဓာတ်တွေလည်းကျွန်တော်တို့အရင်တော့ကပြောခဲ့ဘူးတယ်မြန်မာပြည်မှာကိုအမျိုးအစွေတွေရှိလို့ရှိရင်ဥပမာဒါတတိယနိုင်ငံကြီးတဲ့ထိုင်းကကြီးတဲ့မလေးရှားကြီးနေတယ်ဆိုလို့ရှိရင်လည်း မြန်မာပြည်မှာကိုယ်အမျိုးအစုတွေထဲမှာဒီလိုမျိုးစစ်မှုထမ်းတဲ့အကျုံးဝင်တဲ့အသက်အရွယ်တွေရှိခဲ့မယ်ဆိုရင်လှမ်းပြီးတော့တတိပေးသေးခြင်းနဲ့ပေါ့နော်။အဲပြောခဲ့တယ်ပေါ့။အခုလဲလှမ်းပြီးတော့တတိပေးသေးခြင်းနဲ့6 6000ပဲရှိပြီ။အခုအပတ်စဉ်14နဲ့ဆိုရင်လူပေါင်း8000လောက်ကဘာမှမဆိုင်မယ်နဲ့ကိုယ်လူငယ်ချင်းချင်းပေါ့နော်။ဒီမိုကရေစီကိုလိုလားတဲ့စစ်မှန်သောဒီမိုကရေစီကိုလိုလားတဲ့လူငယ်တွေနဲ့ဒီဆွဲစည်းခံရတဲ့လူငယ်တွေပေါ့နော်။ဒီလူငယ်တွေကသွားပြီးတော့မှဂျားထဲမှာစစ်တလင်းမှာသွားပြီးတော့မှတွေ့ရမယ့်အခြေအနေမျိုး ကြုံနေရပြီပေါ့နော်အဲ့တော့စစ်ကောင်စီကသူတို့အာဏာမသိငင်တုန်းကစစ်တပ်ထဲမှာရှိနေခဲ့တဲ့စကားသားစစ်သားတွေကနောက်ကနေပြီးတော့မှရှေ့ကကျွန်တော်တို့ပြည်သူစစ်မှုတန်းဥပဒေကြောင့်ဝင်လာရတဲ့ရဲဘော်တွေကိုရှေ့တန်းတင်ပြီးတော့မှတိုက်နေတယ်ဆိုတဲ့ဟာလေကျွန်တော်အောင်ဒီယာစစ်ကြောင်းမှာဆိုရင်ကျွန်တော်တို့အယောက်80 80လောက်သွားပြီးတော့တွေ့ခဲ့တဲ့အချိန်မှာကျွန်တော်တို့ဘူဒါဘောနဲ့တွေ့တဲ့အချိန်မှာမင်းမြန်သူတို့မြန်ဝါထင်းနေမင်းမြန်နေတာလည်းရှိရရှိတဲ့အချိန်မှာသူတို့ကိုယ်တိုင်လည်းပြောပြတယ်ကျွန်တော်တို့ဆိုထမင်းမစားဘူးကွန်းမင်း ဟိုကွန်းမင်အဖူးတွေခုတ်စားရငပြိုးဦးတွေစားရနော်ဒီလိုမျိုးစားရနောက်တစ်ယောက်ဆိုလို့ရှိရင်တော်တော်ဟာသားနောက်တဲ့တစ်ယောက်ဆိုရင်ဟိုဟိုဘူရာဝါတို့ပို့တဲ့ထမင်းကိုတွားပြီးတော့မှခိုးစားတဲ့ခိုးစားတဲ့ဓနုဓနုတစ်ယောက်တွေးခဲ့တယ်ဗောနော်အဲ့ဒီလိုမျိုးတွေကအစအဲ့လုံနေရပြီသူတို့ကိုရှေ့ကနေတင်ပြီးတော့มาအဲ့ဒီသာကသာအရင်တော့အာနာမသိငင်တော့တက်ဖွဲ့ဝင်နေကကျွန်တော်တို့လူသားတိုင်းအဖြစ်လုတ်ပြီးတော့มาအခုပါစတွေကိုကျွန်တော်တို့ဟိုတုံးဆွဲနေတယ်လို့ လူတတိုင်းကာပြီးတော့မှအတက်တွေကိုစည်းခိုင်းနေတယ်ဆိုတာလဲသွတ်တွေ့ရတယ်အဲ့တော့အမျိုးသမီးတွေအနေနဲ့လည်းဒီလိုမျိုးထပ်ပြီးတော့ကြုံလာနိုင်ပေါ်ရအောင်အကြောင်းတရားတွေရှိတယ်အမျိုးသမီးတွေကတော့ထွက်တိုက်ရမှာလားဆိုထွက်တိုက်ရမှာတော့မဟုတ်ဘူးဒါပေမဲ့ဘာတွေဖြစ်လာမလဲဆိုတော့အမျိုးသားတွေရှေ့ကိုထွက်နေတဲ့အချိန်မှာအကောင်လုံးရှေ့ကိုထွက်နေတဲ့အချိန်မှာသူတို့တွေကနောက်မှာတရင်ထဲမှာတက်ဆိုင်တဲ့တာဝန်တွေကိုဝင်ပြီးတော့မှတာဝန်ထမ်းခိုင်းမယ်လို့မြင်နေပေါ့နော်အမျိုးသမီးတွေကိုစစ်မှုထမ်းခေါ်ခဲ့မယ်ဆိုရင်နောက်တန်းဌာနချုပ်တွေမှာထားနိုင်တယ် ဒါပေမဲ့ကျွန်တော်တို့တော်လှန်ရေးတပ်ဖွဲ့တွေကလည်းရှေ့တန်းမှာတိုက်တာလည်းမဟုတ်ဘဲနဲ့အခုအန်းတို့လာရှိုးတို့ဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေကိုပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကနောက်တန်းဌာနချုပ်တွေကိုလည်းကျွန်တော်တို့တော်လှန်ရေးတပ်ဖွဲ့ရဲ့ဝင်တိုက်မှာဝင်တိုက်တဲ့အခါကျရင်ကျွန်တော်တို့ပြည်သူ့စစ်မှုတန်းအမျိုးသမီးသောစစ်သားရဲ့မိန်းမတော်မိသားစုဝင်တော်ဆိုတဲ့ဟာကကျွန်တော်တို့နှစ်ဖူးမှာစာကတ်ထားတယ်လည်းမပါဘူးဘာမှမပါတဲ့ဖြစ်တဲ့အတွက်ဒီဝင်ဒီ area ထဲမှာတွေ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကမလွဲမသွေတော့ပြစ်ခတ်ရမယ်အနေအထားမျိုး ရှိရပေါ့နော်ရန်သူဧရိယာထဲမှာရှိတယ်ဆိုရင်တော့အဲ့တော့အမျိုးသမီးတွေအနေနဲ့လည်းဒီလိုမျိုးကြုံလာနိုင်မွယ်အကြောင်းတရားတွေရှိတဲ့အတွက်ဘယ်လိုရှောင်လွှဲရမလဲဆိုတဲ့ဟာကိုမိဘတွေအနေနဲ့လည်းကြိုတင်စဉ်းစားထားသိနေတယ်ပေါ့နော်ဆွေမျိုးသားချင်းအနေနဲ့လည်းကျွန်တော်တို့အမြဲတမ်းဒါရှောင်လွှဲဖို့နည်းလမ်းတွေကျွန်တော်အမြဲတမ်းပြောပြနေပါတယ်သက်ဆိုင်ရာတော်လိုင်းတက်ဖွဲ့နဲ့ချိတ်ဆက်ပါရှောင်လွှဲပါနော်တော်လိုင်းတက်ဖွဲ့မှာတော်လိုင်းတထောင်တနေရာမှာကုနိုင်တဲ့နေရာဝင်ကူပါမကုနိုင်ဘူးဆိုလို့ရှိရင်လည်း ကျမတော့ဘယ်နေရာဘယ်နေရာကိုသွားကျင်တယ်ဘယ်လိုလုပ်ရှင်တယ်ဆိုတဲ့ဟာကိုတော်လိုက်တက်ဖွဲ့တွေကချိတ်ဆက်ပြီးတော့ကူညီပေးလျက်ရှိပါတယ်ဆိုတာလေးပြောကျင်တာပါဟုတ်ဟုတ်ဟုတ်ဒါအမျိုးသမီးစစ်မှုထမ်းနဲ့ပတ်သက်ပြီးတော့လေတက်မှာဟိုရှိခဲ့တယ်ဗောနော်ဘုံအခုလက်ရှိဆိုရင်ကျွန်တော်တို့ဒီတောင်ဦးလေတက်စကန်ဌာနချုပ်မစ်တော်နေတိုင်းလေးရရနောက်တစ်ခုက K8 တက်ခိုက်ရေးလေးရမှာဒါအမျိုးအမျိုးသမီးစစ်မှုထမ်းတော်တော်များများရှိတယ်ဗောနော်အဲ့ဒီမှာမှာခုန engine တို့ air frame တို့တော်တော်များများဒီလေတက်မှာအမျိုးသမီးစစ်မှုထမ်းနေတယ် တော်တော်များလာတယ်ပေါ့နောက်နောက်တစ်ခုကရုံပိုင်းဆိုင်ရာတွေမှာလည်းထည့်သုံးလာတာကိုတွေ့ရတယ်ပေါ့နော်ပုံမှန်ဟုတ်ဟုတ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒါဇွန်လ16ရက်နေ့မှာကြားရောက်မဲ့အမေတော်အောင်ဆန်းစွတ်ကြည်ရဲ့ဒါဟိုပါပေါ့အသက်80ပြည့်နေ့မှာကျွန်တော်တို့ပြည်သူတွေအပေါ်မှာခုနဒီစက္ကဆအကြမ်းဖက်အနေနဲ့လှုပ်ဆောင်လာမဲ့ရှေ့ကဟိုဒေါသတွေပေါ့နော်အရင်တော့ဆိုကျွန်တော်တို့ဒါဟိုပန်းတပိတ်တို့ဘာတို့မှာဆိုရင်လည်းကျွန်တော်တို့ပြည်သူတွေကို ဒါအတင်အဓမ္မဖန်းစီပြီးထောင်ချတာတွေရှိတယ်။တက်ရမ်းကြီးနေတဲ့ပန်းရောင်းတဲ့မေအိုရဲရွယ်တွေကအစမချောင်မဲ့တဲ့စစ်ကောင်စီကဒါမျိုးဖမ်းတာတွေရှိတယ်ပေါ့နော်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘုံမှုနေနဲ့ပြည်သူတွေကိုဆောင်ရံရှောင်ရံလေးတွေမှာပေးပါအောင်လို့ဟုတ်အဲဒါနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ကတော့အကြံပေးခြင်းပါတယ်အရန်အတင်မရဲပါနဲ့ပေါ့ချစ်တာတော့မှန်ပါတယ်အတိုင်းမဲ့ကျွန်တော်တို့အပြင်လူတိအောင်ပေါ့နော်အဓိကမနာလိုတဲ့လူတိအောင်လို့ထုတ်ပြီးတော့ချစ်ပြခြင်းဟာမနာလိုတဲ့လူကအင်မတန် ဆောင်မြက်ခံရပါတယ်အဲ့တော့အပြင်မှာထုတ်မချစ်ပါနဲ့ကျွန်တော်တို့ရင်ထဲမှာရှိနေရပါပြီဆိုတော့ဒါပြည်တွင်းကလူတွေကိုကျွန်တော်တို့ကနည်းနည်းလေးသတိပေးခြင်းလဲပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဥက္ကဏီအသက်တက်ရှိတင်တာရှိတဲ့နှုံးကအသူပြောကြတဲ့စကားလေးတစ်ခုရှိတယ်သူကဒီလွတ်တော်လွတ်တော်ထဲမှာအဲဟိုအမေစုလွတ်တော်ထဲဝင်လာတဲ့ချိန်မှာတက်မတော်သားလွတ်တော်ကိုစလဲ25ရာခိုင်နှုံးထဲကဘူကြီးတယောက်ကမေစုကိုလက်ဆွဲနှုတ်ဆက်ပြီးတော့မှ အာအမေဟိုဟာဖြစ်ပါတယ်ဗောနော်အမေတို့ခေါ်ပြီးတော့မှအမေကြိုးစိုးပါတယ်ဗောနော်ကျွန်တော်တို့အမေတို့ကျွန်တော်တို့ဒါပူပေါင်းပြီးတော့မှလှုပ်ဆောင်နိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့တိုင်းပြည်ကြီးကတကယ်ကိုကောင်းလာမှာပါဆိုပြီးတော့မှသူကသွားပြီးတော့လက်ဆွဲနှုတ်ဆက်မိလိုက်တယ်လက်ဆွဲနှုတ်ဆက်ပြီးဒီစကားလေးပြောခဲ့လိုက်တယ်အဲ့ဒါပြီးတော့နောက်နေမှာအဲ့ဒီဘူကြီးကအဲ့ဒီလွတ်တော်တယ်မှာမရှိတော့ဘူးဗောနော်မရှိတော့ဘူးအဲ့တော့မရောက်နိုင်ကသူသားလင်းကိုကိုွယ်ကသူသားလင်းအဓိကသူသားလင်းဘယင်းဗောနော်သူ့ကိုပဲချစ်ကြပါဘူးအတင်းဗောနော်အဲ့ကျွန်တော်တို့ဟို တခြားသူ့တက်ပို့ပြီးတော့မှဟိုဟာဖြစ်တဲ့လူတွေမှန်တယ်မြောက်ကိုအတင်းလိုက်ပြီးတော့မှတုတ်တင်ရှင်းလင်းတာတွေရှိတယ်ပေါ့နော်အဲ့ဒါနောက်တစ်ခုကကျွန်တော်တို့ဒီ2015ပေါ့နော်2015ရွေးကောက်ပွဲမတိုင်ခင်မှာကျွန်တော်မဲဆွယ်စီယုံရေးကာလမှာအမေစုကကျွန်တော်ကလောကိုလာတယ်တက်မ99အဲ့ချိန်ကျွန်တော်တက်မ99မှာရှိသေးတယ်ပေါ့နော်ကလောကိုလာတယ်လာတဲ့အချိန်မှာကျွန်တော်တို့ဒီကလောကတက်မ99အောက်ကရှင်းပြပြီးအင်ဂျင်နီယာတက်ခွဲပေါ့နော်စာ903အဲခွဲနှစ်ကတက်ချက်တယောက်က သွားပြီးတော့မှမေဆူကားပေါ်ကဆင်းလာချိန်မှာ तू ကအဲ့နားမှာလုံချုံရင်းကြနေတဲ့အချိန်ပေါ့နော်လုံချုံရင်းကြနေတဲ့အချိန်တော့ तू က equipment တွေပါကြီးကအင်ဂျင်တွေပါနေပေါ့နော်တနက်ကြီးနဲ့သွားပြီးတော့မှကားပေါ်ဆင်းလာတဲ့မေဆူကိုသွားပြီးတော့မှလက်ဆွဲနှုတ်ဆက်လိုက်တယ်ပေါ့နော်လက်ဆွဲနှုတ်ဆက်ဟိုကလည်းကောင်းကောင်းမွန်မွန်ပဲသူ့ကိုလက်ဆွဲနှုတ်ဆက်ပြီးတော့မှစကားလေးပါပြောပြီးတော့အဲ့ဒီတပ်ပုံကကျွန်တော်တို့မီဒီယာပေါ် line ပေါ်ချက်ချင်းရောက်သွားတာပေါ့နော်မေဆူကိုလက်ဆွဲနှုတ်ဆက်တဲ့တပ်မတော်သားဘာညာဆုံးပြီးတော့မှဒါကျွန်တော်တို့ ဒီလူကြီးတယောက်အနေနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်အနေနဲ့ကြည့်မယ်ဆိုလို့ကျင်ဒါကောင်းသောလက္ခဏာပဲလေဟုတ်တယ်ဟုတ်တော့မှ LND နဲ့ကြန့်ခိုင်ရေးနဲ့သာကျွန်တော်တို့တကယ်ပူးပေါင်းပြီးတော့မှတယောက်နဲ့တယောက် level ဖက်ပြီးတော့မှမင်းမင်းကဒါလုပ်ပါမင်းကဒါလုပ်ဆိုလို့ရှိရင်ကျွန်တော်အကုန်လုံးအဲ့လိုမျိုးဝိုင်းပြီးတော့လုပ်ကြမယ်ဆိုရင်ဘယ်တော့ကောင်းတဲ့လက္ခဏာဖြစ်မလဲပေါ့နော်ကျွန်တော်ပြည်သူလည်းမနာတော့ဘူးပေါ့နော်ဒီနေ့ကဒီအာဂရတရားတွေရှိကြလို့ဒီနွေဦးတော်လှန်ရေးဆိုတာဖြစ်လာပြီးတော့မှနောက်ဆုံးလက်နက်ကင်တော်လှန်ရေးအထိကျွန်တော်တို့ကသွားခဲ့ရတာပေါ့နော်ဒါကောင်းသောလက္ခဏာပဲမဲ့လုံးဝလက်မခံဘူးအဲ့ပုံ လိုင်းပေါ်ရောက်တဲ့အချိန်မှာချက်ချင်းဒါဘယ်တက်ခွက်ရလဲဘယ်ကိုပိုင်နံပါတ်ဘယ်လောက်လဲနံပါတ်ဘယ်သူလဲဆိုပြီးတော့မှချက်ချင်းစီစဲခိုင်းတယ်စီစဲခိုင်းပြီးတော့ချက်ချင်းအချုပ်ထဲကိုထည့်လိုက်တယ်ပေါ့နော်အချုပ်ထဲထည့်ပြီးတော့မှအေးယူတယ်ပြုတ်တယ်ဟုတ်ပြုတ်တော့ဘာဖြစ်လဲဆိုတော့သူ့မှာမိသားစုရှိရဲ့ဆရာကြီးကမိသားစုရှိရဲ့သူ့ရဲ့ graduate တွေမရဘူးပင်စင်တွေမရဘူးဘာမှမရဘူးဒါကပါလဲဆိုတော့ဒီလူလူကောင်းဆောင်တယောက်ကိုတွားပြီးတော့မှလက်ဆွဲနှုတ်ဆက်မိတဲ့ အပြစ်ကလေးတစ်ခုပဲပေါ့နော်အဲ့တော့စကားစားအနေနဲ့ Facebook ပေါ်မှာအင်တန်အမုံတရားကြီးမားပါတယ်ကျွန်တော်တို့ကိုလည်းဒီလိုမျိုးမုံအောင်ဆိုပြီးတော့မှကျွန်တော်တို့အရင်တော့ကလည်းဒါတွေရိုက်ခဲ့ကြတာတွေရှိတယ်တန်းစီတဲ့အချိန်တွေမှာကျွန်တော်တို့ဘာတွေလုပ်လဲဆိုတော့တရင်တန်းစီပြီဆိုရင်အထက်ဌာနအခြေခံအစင်းစင်နဲ့ညွန်ကြားပြီးတော့မှဟာဒီခုဆိုလို့ရှိရင်ဒါ2025ခုနှစ်ဇွန်လ16ရက်နေ့ဆိုရင်ဒါ LND ပါတီရဲ့ဒေါ်ဒေါ်ဆန်းစုကြည်ရဲ့ငွေတွေကိုရောက်ရှိတော့မှဖြစ်တဲ့အတွက်မြေပေါ်မြေအောက်ဖြတ်သမားများအနေဖြင့် ဘာမလို့စီညာမလို့စီဟာဘုံခွဲတိုက်ခိုက်မှုမရှိသေးရေလို့ဘာဖြစ်တယ်ညာဖြစ်တယ်လို့ပေါ့နော်ဒီလိုမျိုးတွေရှောက်ပြီးတော့မှာဟောဖြစ်တယ်ဂျင်းနန်းတွေညွှန်ကြားတယ်ညွှန်ကြားတဲ့ဂျင်းနန်းတွေကိုကျွန်တော်တို့ကရဲဘော်တွေပြန်ဖတ်ပြရတာပေါ့နော်တက်စီကွန်မှာပြန်ဖတ်ပြပြီးတော့မှာမမုံမုံအောင်လို့ဒီပင်ဒီတိုက်ပုံဝစ်ပြီဆိုရင်မမုံမုံအောင်လို့ကျွန်တော်တို့ကိုအမြဲတမ်းဟိုဂျင်းတွေထည့်ခဲ့တာဗောနော်ဒါတွေကကျွန်တော်တို့မသိခဲ့ဘူးနောက်ပိုင်းဒီတော်လှန်ရေးဘက်ကိုဘက်ကူပြောင်းလာတဲ့အချိန်ကြာကမှာကျွန်တော်တို့တဖြည်းဖြည်းနဲ့အာသူ့ရဲ့ စိတ်နေစိတ်ထားတွေသူ့ရဲ့ဟိုဟာတွေကိုပြန်ပြီးတော့မှသိရတာပေါ့နော်သိတဲ့ချိန်ကျမှကျွန်တော်တို့ကတကယ်ချစ်ခင်လေးစားရတဲ့လူတို့ခေါင်းဆောင်ပါလားဆိုတော့ဆရာမကြီးဒေါ်မီဝင်းမတ်ပြောခဲ့တယ်လို့ပေါ့နော်အဲတော့ဘိုကျောင်းအောင်ဆန်းကလွတ်လပ်ရေးရဲ့ဖခင်ဒေါ်ဆန်းစုကြည်ကလူတို့ရဲ့မိခင်ဆိုတဲ့စကားလေးကိုဒါအမေရိကန်ကတယောက်တော်မှာပဲအမေရိကန်ဒေါ်မီဝင်းမတ်တော်မှာဒီလိုအတိမျိုးရှိတယ်ဆိုရင်ကျွန်တော်တို့မြန်မာပြည်သူလူတို့ကတိတိပိုတဲ့အတိတွေတိတိပိုတဲ့ချစ်ချင်းတွေ ်ချစ်ကြမယ်ဆိုတာလေကျွန်တော်တို့အနေနဲ့ယုံကြည်ရဲအဲ့တော့ဒီလလာမဲ့16ရက်နေ့မှာကျွန်တော်တို့အပြာရောင်အင်ကြီးတို့ဘောမတယ်လီဂရမ်မှာကျွန်တော်မနေ့ကဖတ်လိုက်ရပါတယ်အဲ့ဒီနေ့မှာ အပြာရောင်အင်ကြီးဝစ်စင်တဲ့လူတွေကိုဖမ်းဖို့ဆိုပြီးတော့မှလှုပ်စော်တွေးထိုးပြီးတော့မှရေးသားနေရတယ်တွတ်တွေ့ရတယ်ပြီးတော့အဲ့ဒီနေ့မှာပန်းပန်တဲ့လူတွေကိုကျွန်တော်တို့ပြည်တွင်းထဲမှာဆိုလို့ရှိရင်ဖမ်းဆီးဖို့ဆိုပြီးတော့မှလှုပ်စော်ရေးသားနေရတယ်တွတ်တွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပထမပိုင်းပြောခဲ့လို့ပဲချစ်ပါကျွန်တော်တို့အဲ့ဒီနေ့မှာတော့အပြင်ကိုထုတ်ပြီးတော့မှ မချစ်ကြပါနဲ့ပေါ့နော်အပြင်ထုတ်ပြီးတော့ချစ်လိုက်ရှင်အပြင်ဒါချစ်ကောင်စီကမနာလိုပြီးတော့မှသူတို့ကိုဖန်ဆီးနိုင်တဲ့အခြေအနေမျိုးဖြစ်လာနိုင်တယ်ပေါ့နော်အဲ့တော့အပြာရောင်အင်ကြီးဝစ်စင်တယ်ဆိုတာလည်းကျွန်တော်တို့အပြာရောင်ဆိုတာကအကျဉ်းချခံထားရတဲ့အမေစုအတွက်ဒါကျွန်တော်တို့ဘယ်လိုပြောရမလဲဆိုတော့စကားကတော့နည်းနည်းလေးရိုင်းရိုင်းတော့မှာထောင်သားဝစ်ဆုံပုံစံမျိုးပေါ့နော်ဒီအရအတိမတ်ပြုတဲ့အနေနဲ့ကျွန်တော်တို့အပြာရောင်အင်ကြီးဝစ်စင်တာပြီးတော့မေစုကပန်းအမြင်နဲ့ ပန်းပန်တဲ့သူ့ရဲ့ပုံလေးတွေဒီမွေးနေ့ဗဒေးနာနီးလာပြီဆိုရင်ပန်းပန်တဲ့ပုံလေးတွေပကြီလေးတွေလုံးစတီကာလေးတွေလုံးဒီလိုမျိုးလုံးတာဖြစ်တဲ့အတွက်အဲ့ဒီပန်းပန်နာနဲ့အပြာအဝင်းကြီးဝစ်စင်ဝစ်စင်တာကိုအဲ့ဒီနေ့မှာဒါထိမ့်သိမ့်ပေးကြဖို့ပေါ့နော်တာမန်ရဲမှာဝစ်စင်တာတော့မပြောမပြောလို့ပါဘူး19ရက်နေ့မှာဝစ်ရင်ဖမ်းတင်ပါတယ်ဆိုပြီးတော့မှာဘောမတယ်လီဂရမ်မှာလှုပ်ဆော်ပြီးတော့ရေးသားနေတာတွေ့ရတယ်ပေါ့နော်အဲ့ဒီတော့လည်းပြည်သူလူထုအနေနဲ့ရှောင်ရှားကြဖို့ကျွန်တော်အနေနဲ့တတိပေးခြင်းပါတယ် 16ရက်နေ့မှာကျွန်တော်တို့ပန်းပန်နာတို့ဒီအင်ကြီးအပြဝစ်တာတို့ကျွန်တော်တို့ရှောင်ရှားပြီးတော့မှကျွန်တော်ပြောခဲ့လို့ပဲချစ်ရင်ရင်နေရပဲချစ်ပါအဲ့ဒီနေ့မှာအပြင်ကိုထုတ်မချစ်မိဖို့ပြည်သူလူထုကိုကျွန်တော်အနေနဲ့သတိပေးခြင်းပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်